ါပါရှင်တောင် TV ရုပ်တံစီစဉ်ကနေပြန်လဲကြိုဆိုပါရစေဒီတစ်ပတ်တောင် TV ရုပ်တံစီစဉ်တွေကိုကျမလွေးပပူကတင်ဆက်ပေးသွားမှာပါဧပလဆယနေ့မှာကြာရောက်တဲ့16နှစ်မြောက်အာရခတ်တတော် ULAAA ရဲ့နှစ်ပတ်လည်နေ့မှာညီတော်မဟာမိတ်ဖြစ်တဲ့ PSR Trinary နဲ့ MMTJB MMDA တို့တဝန်လွှာပူးတွဲပေးပို့တဲ့တည်င်းလင်းတန်တဲ့ပြည်သူတွေအတွက်အလူငွေကြက်သိန်း၄000ကျော်ရရှိထားတဲ့တည်င်း တောင်ပြည်မတုံရက်တပ်ဖွဲ့ကမူရင်စေဝါရောင်းဝယ်၃ဆွဲသူ52ဦးဖက်စီအရေးယူနိုင်တဲ့တည်င်းအပြင်တောင်ပြည်ထဲကတပတ်အတွင်းဖြစ်ပျက်တဲ့တည်င်းတွေကိုလည်းကြားရမှာပါပထမဆုံးအနေနဲ့ငလင်တန်တင့်ပြည်သူတွေအတွက်တောင်ပြည်အရက်ဖက်အဖွဲ့အစည်းနဲ့မိဘပြည်သူတို့ပူးပေါင်းပြီးအလူငွေကောက်ခံရမှာမြန်မာငွေကျပ်သိမ်းပေါင်း၄000ကျော်ရရှိထားပါတယ်ဒီတည်င်းကို လွေပုစမန်းကပြောပြပေးသွားမှာပါပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့ငလင်ကြောင့် တောင်ပြည်ကအရဖက်အဖွဲ့စီနဲ့လူငယ်တွေဟာငလင်ဘေးတဲ့ပြည်သူအတွက်အကူအညီတွေပေးဖို့ရံမုံငွေရှာဖွေတာတွေပြုလုပ်ခဲ့ကြပါတယ်။လူတားချင်းစာနာထောက်ထားတဲ့အနေနဲ့တောင်အရဖက်ဖွဲ့စီ TCSOS ကနေကမကထကောမဒီဖွဲ့ပြီးငလင်ဘေးတန်တဲ့ပြည်သူတွေအတွက်စက်တန်220မတ်တီလူဒန်းပေးခဲ့ပါတယ်။ရတတပတ်ကြာရံမုံငွေရှာဖွေရမှာနမ်ဆန်မျိုးနယ်ကစက်တန်ပေါင်း1000နီးပါးလက်ခံရရှိပြီးတော့နမ်ခမ်ကုခိုင်မန်တုံ နမ်ဒူကြောင်မဲနဲ့မိုးကုတ်တို့မှာစက်တိုင်ပေါင်း3000ကျော်အလူခံရရှိခဲ့ကြပါတယ်။တအားပြည့်အတွင်းစက်တိုင်ပေါင်း4000ကျော်ရရှိတာဖြစ်ပြီးတော့ကောက်ခံရရှိထားတဲ့အလူငွေတွေကိုအယက်ဖက်ဖွဲ့စည်းတဲ့လူငယ်တွေကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးပေါ်လူအပ်တဲ့လုပ်ငန်းတွေမှာအတုံးပြုတ်ဖို့ပေးအပ်သွားမယ်လို့ဆိုပါတယ်။စကိုင်းငလင်အတွက်မိမိတို့ညီနောင်မမိတ်တုံဖွဲ့ရဲ့ထုတ်ပြန်ကြေညာချက်မှာလဲတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာမိမိကိုယ်ကိုခုခံကာကွယ်တဲ့တုံပြန်မှုကလွယ်ပြီး တလတာထိုးစစ်စင်နာတွေပြုလုပ်မှာမဟုတ်တလို့ပြည်တွင်းပြည်ပကုညီကဲစရေးစည်ရနာဝန်ထမ်းတွေဆဲလက်ကြည်တာစွာလှုပ်ဆောင်နိုင်ကြဖို့နဲ့ငလင်တန်တဲ့ပြည်သူအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေအများဆုံးဆောင်ရွက်နိုင်ဖို့လိုလားကြောင်းထုတ်ပြန်ကြေညာထားပါတယ်။စကိုင်းနဲ့အမန္တလေးကိုဗဟိုပြုပြီးလောက်ခတ်ခဲ့တဲ့ငလင်ကြောင့်နိုင်ငံတော်ဝန်ထိခိုက်ဆုံးရှုံးတာတွေများပြားခဲ့ပြီးတော့မြမတမိုင်းမှာလူတေဆုံးမှုနဲ့ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်စေခဲ့ပါတယ်ရှင်။ကျမလေးဘောစမင်းပါ။ စစ်ကောင်စီတပ်ကရက်20ကြာအပြည့်ရက်မယ်လို့ထုတ်ပြန်ပြီးနောက်တောင်ပြည်မှာအစိမ့်ငွေပုံအုံပြူတဲ့အပြင်လေကြောင်းတိုက်ခိုက်မှုတွေစတိုက်ပြုလုပ်နေပါတယ်။ဒီတဲ့တင်းကိုတော့ဘန်ဘရန်ကတင်ဆက်ပေးသွားမှာပါ။စစ်ကောင်စီတပ်ဟာရက်20ကြာအပြည့်ရက်မယ်လို့ AP လ20ရက်နေ့ကထုတ်ပြန်ကြေညာခဲ့ပေမဲ့စစ်မီပြင်မှာ အင်အားဖြစ်တင်းတာတွေရှေ့တန်းတက်ကထိုးစစ်ဆင်တိုက်ခိုက်တာတွေနဲ့ပြည်သူလူထုတွေကိုလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်တာတွေဆက်တိုက်ပြုလုပ်နေပါတယ်။အေဘီလာ9ရက်နေ့တုန်းကစစ်ကောင်စီတက်ကမိုးကုတ် အနောက်ပိုင်းပင့်ကူတောင်အနီးတစ်ဝိုက်မှာ Jet Fighter နဲ့ဘုံးနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲနောင်ချိုမြို့နယ်နောင်လင်ကျေးရွာနဲ့နမ်ဆောင်ဟုကျေးရွာတွေကို Jet Fighter နဲ့ပေါင်250ဘုံး3ကြိမ်လာရောက်ကျဲချတိုက်ခိုက်ခဲ့ရမှာပြည်သူနေအိမ်၄လုံးထိမှန်ပျက်စီးသွားခဲ့ပါတယ်။ ဧပြီလ3ရက်တုန်းကတောင်ပြည်နောင်ချိုမြို့နယ်တောင်ခမ်းကျေးရွာကိုစစ်ကောင်စီတပ်ကအစိမ့်ဝိတ်ဘုံ3လုံးလာရောက်ကျေချတိုက်ခိုက်ခဲ့ပါတယ်။အဒီနေ့မှာပဲတပိတ်ချင်းမြို့နယ်9မိုင်ကျေးရွာကို Jet Fighter နဲ့ဘုံတီ6လုံးလာရောက်ကျေချတိုက်ခိုက်ခဲ့ပါတယ်။စစ်ကောင်စီဟာ၎င်းတို့ထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်ကိုချိုးဖောက်ပြီးစစ်မြေပြင်မဟုတ်တဲ့အရသာပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပါတယ်။ ငလင်ဘေးတင့်တဲ့မြန်မာပြည်သူတွေကိုကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နိုင်ဖို့ညီနောင်မမိတ်၃ဖွဲ့ကလက်ရှိရယူထားတဲ့နေရာတွေမှာထိုးစစ်စင်တာတွေရပ်တန့်ပြီးတော့ခုခံစစ်မှအပတလကြာအပြည့်ရမယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာကျွန်တော်ပေါင်ဘရောင်းပါမရှိလာတလားအတွင်းကျွေးရပေါင်း90ရွာကို PSRF Tenere အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနကတွင်စင်အသိပညာပေးတာတွေပြုလုပ်ခဲ့ပါတယ် ီတဲ့တင်ရပြည့်စုံကိုလွေပိုလှပါကပြောပြပေးသွားမှာဖြစ်ပါတယ်။မက်လာတလအတွင်းတအောင်းပြည်မှာရှိတဲ့ကျေးရွာပေါင်း52ရွာကို PSWF TNW အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနကကွန်ဆင်အသိပညာပေးပြုလုပ်ခဲ့ပါတယ်။အသိပညာပေးကွန်ဆင်ရမှာတီဘောမြို့နယ်ကကျေးရွာ9ရွာ၊မိုင်ငုံမြို့နယ်ကကျေးရွာ9ရွာ၊နမ်ဆန်မြို့နယ်ကကျေးရွာ3ရွာ၊ကြောက်မဲမြို့နယ်ကကျေးရွာ3ရွာနဲ့မိုင်းလုံမြို့နယ်ကကျေးရွာ23ရွာတို့ဖြစ်ပါတယ်။ ြို့နယ်၅ခုမှာရှိတဲ့ဒေတာခန်2000ကျော်ကိုအိမ်တွင်အကြံဖက်မှုအမျိုးသမီးနဲ့ပညာရေးစတဲ့အကြောင်းအရာတွေကိုအသိပညာပေးပြုလုပ်ခဲ့ပါတယ်ဖျားဆာဝပ် TNOE ရဲ့အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေနဲ့တောင်ပြည်ထက်ကအမျိုးသမီးရဲ့အပေါ်အကြံဖတ်မှုရွက်ကြစေရေးလုပ်ငန်းစီများအမျိုးသမီးစွမ်းရည်မြင့်တင်ရေးနဲ့စီယုံရေးလုပ်ငန်းစီများအိမ်တွင်းမှုနဲ့ဝင်ငွေလက်ပတ်စစ်စစ်မှုလုပ်ငန်းစီများချမှတ်ကအကောင့်ထယ်ဖို့ဆောင်ရွက်လျက်ရှိနေပါတယ် ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းမှာလဲနမ်ဆန်နမ်တူမြို့နယ်ခုခိုင်မြို့နယ်ကကျေးရွာ20ရွာနဲ့လူဦးရေ900ကျော်ကို အသိပညာပေးကွင်းစင်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ကျွန်မလွေပူလပါပါရှင်။တောင်ပြည်မန်တုံမြို့နယ်ရက်တဖွဲ့ကမွေးစေဝါရောင်းဝယ်30သူ50ဦးဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။မတ်လထဲမှာတောင်ပြည်တစ်ခုလုံးမွေးစေဝါရောင်းဝယ်30သူ60ကျော်ဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။ဒီတဲ့တင်းကိုတော့လွေပုတ်လှပါကပဲတင်ဆက်ပေးသွားမှာပါ။ တောင်ပြမန်တုံမြို့နယ်ရဲတပ်ဖွဲ့ကမွေးရစေဝါရောင်းဝယ်သူနဲ့တုံးဆွဲသူငါးစစ်တဦးကိုဖမ်းဆီးရမိထားပါတယ်။တောင်ပြနယ်စံခရမန်တုံမြို့မှာမွေးရစေဝါရောင်းဝယ်သူတဦးနဲ့တုံးဆွဲသူ90ဦးကိုတောင်ပြမန်တုံမြို့နယ်ရဲတပ်ဖွဲ့ကဗီခရမလ16ရက်နေ့မှာဖမ်းဆီးရမိထားပါတယ်။ခရိုင်ရဲတပ်ဖွဲ့နဲ့မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီးမန်တုံမြို့နယ်ထဲကကျေးရွာတွေမှာလိုက်လံစစ်ဆေးရာမွေးရစေဝါဆက်ဆက်သူတွေကိုဖမ်းဆီးရမိထားတာပဲဖြစ်ပါတယ်။ ဖန်ဆီရမိထားတဲ့ဒုံဆွဲတူ90ထဲမှာအကျင့်စာရိတပြုပြင်ရေးစခန်းကိုပို့ဆောင်ပေးသွားမှာဖြစ်ပြီးရောင်းဝယ်သူတို့အုပ်ကိုတော့မြို့ရစေဝဥပဒေနဲ့အရေးယူသွားမှာဖြစ်ပါတယ်2025ခုနှစ်ထဲမှာတောင်ပြခရိုင်၅ခုထဲကမူရစ်စေဝတက်ဖြက်ရေလုံငန်းကိုပလောင်ပြင်းနယ်လူမြောက်ရေးတပ်ဦး PSRF TNA ကအင်တိုက်အတိုက်လှုပ်ဆောင်ခဲ့ရပါမူရစ်စေဝရောင်းမဲ့တုံးဆွဲတို့အများပြားကိုဖမ်းဆီးအေးအေးယူနိုင်ခဲ့ပါတယ် တောင်ပြည်ရဲ့တပ်ဖွဲ့ကပြီးခဲ့တဲ့မလတလတာအတွင်းကနေဧပြီလ9ရက်နေ့အထိမူရစ်ဆေဝါတုံးဆွဲသူ239ဦးနဲ့ရောင်းဝယ်သူ24ဦးဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ကျမလွေပုရပါပါရှင်။မုံကုံမြို့နယ်မှာပြုလုပ်တဲ့တောင်အခြေခံရုံးသုံးစာတင်တန်းစင်ပွဲကို PSR TNR တွက်ဖက်အထွေထွေအတွင်းရင်မှုတစ်ဖြစ်တဲ့ဗိုလ်မှူးချုပ်တာအုပ်တမောင်းတက်ရောက်ခဲ့တဲ့တည်င်းကိုကြားရမှာပါ။ဒီတည်င်းပြည့်စုံကိုမိရင်မင်းသူကပြောပြပေးသွားမှာဖြစ်ပါတယ်။ မိုးကုတ်မှာအခြေခံတအန်းယုံတုံစတင်တန်းစစ်ပွဲကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။တင်နာစစ်ပွဲမှာပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSF TNNA တွဲဖက်အထွေထွေအတွေ့ရင်မှုတစ်ပုံမှုချုပ်တအောင်တမောင်းကတက်ရောက်ဂုဏ်ပြုခဲ့ပါတယ်။တအန်းပြည်မိုးကုတ်ခရိုင်အုပ်ပိုင်းပြည်ရွာမှာတအန်းစပေးအဖွဲ့ TNA ကဦးစီးဖွင့်လှစ်တဲ့အခြေခံစတင်တန်းကိုဧပြီလ2ရက်နေ့မှာတင်နာစစ်ပွဲပြုလုပ်နိုင်ခဲ့ပါတယ်။ တင်နန်းကိုဖေဖော်ဝါရီလ6ရက်နေ့ကစတင်ဖွင့်လှစ်ပြီးနှစ်လကြာတင်နန်းပို့ချခဲ့ပါတယ်။တင်နန်းဆေးပွဲကိုဗိုလ်မှူးချုပ်တာအောင်တမောင်းလည်းတက်ရောက်ဂုဏ်ပြုပေးခဲ့ပါတယ်။ဗိုလ်မှူးချုပ်တာအောင်တမောင်းကတအန်းလူမျိုးတွေကမိခေတအန်းဘာသာစကားစာပေတွေကိုအမြဲပြောဆိုသုံးစွဲရမှာဖြစ်ပြီးဒါကြောင့်အခုတင်နန်းဆေးနဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့လက်စစ်ကမ်းတင်ကြားပို့ချပေးသွားဖို့လိုအပ်တယ်လို့မိမိကိုယ်တိုင်လည်းပြောဆိုသုံးစွဲသင့်တယ်လို့အမှားစကားပြောကြရမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ တင်နန်းတက်ရောက်သူ38ဦးရှိတဲ့ထဲမှာအမျိုးသား9ဦးသာပါဝင်တက်ရောက်ပါတယ်အဲဒီကိုတအန်းစာပေအဖွဲ့ TNA ကတင်နန်း PC ကြောင်းမှတ်တမ်းလွာပေးအပ်ချိမြစ်ခဲ့ပါတယ်။တအန်းမျိုးနွယ်စုအများပြတာကြောင့်ဘာသာစကားအတုံးအနှုတ်တချို့ကွဲလဲမှုတွေရှိနေပါတယ်။တအန်းလူမျိုးအခြေချင်းကြားပြောဆိုဆက်ဆက်ရမှာတအန်းဘာသာစကားပြောဆိုအတုံးပြုနိုင်ဖို့အတွက်ရုံးသုံးဘာသာစကားကိုတတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ရုံတုံးပါတာစကားထဲမှာတအံ့မျိုးနယ်စုထဲမှာအများအပြည့်အုံပြုသည့်ဟောဟာရစကံလုံးများကိုရွေးချယ်စီစစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။2025ခုနှစ်နောက်ဆုံးဆက်သွယ်ရတဲ့ဧပြီလ9ရက်နေ့အထိအခြေခံတအံ့ရုံတုံးစာတင်ပန်းစက်တကြိမ်တအံ့စာပေအဖွဲ့တန်းခဲ့ပါတယ်ရှင်။ကျမမီးမင်းတူပါဧပြီလ၁၀ရက်နေ့ဟာဆိုရင်မိမိတို့ညီနာမဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့အရခတတ်တော် AA ရဲ့၁၆နှစ်မြောက်နှစ်ပတ်လည်နေ့ပဲဖြစ်ပါတယ်။ ညီနာမဟာမိတ်အရခတ်တတော် AA ရဲ့16နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်နေ့အတွက်မိမိတို့ PSR Trainer နဲ့ MMTJB MMDA တို့ကကွန်ပျူတာဝန်လှာပေးပို့လိုက်ပါတယ်။ကွန်ပျူတာဝန်လှာအပြည့်စုံကို M ကုတ်ကပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့ဟာဆိုရင်မိမိတို့ညီနောင်မာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ အရခတတ်တော် AA ရဲ့16နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။အရခတတ်တော် AA အနေနဲ့ရခိုင်လူမျိုးတို့ရဲ့ကိုပိုင်ပြတန်းခွင့်အတွက်အရခအိမ်မက်ကိုအကောင့်တယ်ဖို့ချိုးပန်းလာတာဟာဒီကနေ့ဟာဆိုရင်16နှစ်ပြည့်ပြီဖြစ်ပါတယ်။ခက်ခဲကြမ်းတမ်းတဲ့တော်လရင်ခီးချားမှာရခိုင်လူမျိုးတွေအတွက်အရခအိမ်မက်အရကန် dream ကိုမရက်မနာချိုးပန်းအကောင့်တယ်ဖို့ကြတဲ့အရခအာဇာနည်ရေဘော်တွေတပ်ဖွဲ့ဝင်တွေနဲ့မိလန်းအမျိုးမျိုးပါဝင်ကြတဲ့ရခိုင်လူမျိုးတို့ကို မိမိတို့ PSLF TNOA နဲ့ MNT JP MNDA တို့ကလေးစားဂုဏ်ယူရကြောင်းပြောကြားလိုပါတယ်။မိမိတို့ညီနောင်မှာမိတုံးဖက်ကကမကထပြုတ်ပြီးအကောင့်ထဲပေါ်လိုက်တဲ့30 20ခွန်စစ်စင်ရေးဟာမြန်မာပြည်ရဲ့အာဏာရှင်တိုက်ဖျက်ရေးအတွက်အကောင်ဆုံးစပြုတ်စစ်စင်ရေးကြီးဖြစ်ခဲ့ပြီးမိမိတို့နဲ့အတူပူပေါင်းပါဝင်ခဲ့ကြတဲ့မဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့နေဦးတော်လိုင်းရင်အားစုတွေကိုတော်လံပြည်သူတွေကအသက်ဂုဏ်ယူနေမှာဖြစ်ကြောင်းနဲ့ ြန်မာပြည်သူတရက်လုံးရဲ့ထောက်ခံမှုနဲ့အတူမိမိတို့တော်လိုင်းရဲ့ပန်းတိုင်ကိုအရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။မိမိတို့ညီတော်မမိတ်သုံးဖွဲ့အနေနဲ့အခက်အခဲဖိအားပေါင်းစုံကိုနီလန်းပေါင်းစုံနဲ့အတူတကွကြော်ဖြတ်ပြီး30 29စီမံချက်လှိုင်းလုံးနဲ့အတူတော်လိုင်းရဲ့အောင်ပွဲရောက်တဲ့အထိခိုင်မာတဲ့ညီတော်မမိတ်စိတ်သက်နဲ့စူးစီးညီညွတ်သွားမှာဖြစ်ကြောင်းအလေးနဲ့ဂရုပြုပါတယ်။ရခိုင်တပ်တော် AA နဲ့ရခိုင်ပြည်သူတရက်လုံးအတွက်မင်္ဂလာရှိတဲ့အခါဓမ္မရနေထူးနေမြကြီးမှာ အရခတက်တော်ကောင်းဆောင်တွေတက်မှုတွေရဲဘော်ရဲမီတွေနဲ့ရခိုင်ပြည်သူတရက်လုံးကျမ်းမာရှင်လန်းပြီးတော်လန်ရေးတရီနဲ့အရခအိမ်မက်ကိုအမြန်ဆုံးအကောင့်ထဲပေါ်နိုင်ပါစေကြောင်းမိမိတို့ PSLF TNW နဲ့ MNDJB MNDA တို့ကစနတ်ပြုတို့လာပေးပို့လိုက်ပါတယ်ခင်ဗျာမတော်ပဲအော်ရန်ကလေးဒီတဲ့ဘတ်တဲ့ဒင်းတွေကတော့ဒီလောက်ပါပဲရှင် ိဘပီတူများအပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်